ရီယယ်မက်ဒရစ်သင်းရဲ့ခက်တခက်အစာပြိုခြင်းမေလာစောပိုင်းမှာဒီယာဒီကုံရင်လီဗာပူးစင်သင်းကနေထောက်ခွာမယ်လို့အလွန်ဆိုခြင်းညာခဲ့တယ်။အခုတော့လီဗာပူးနဲ့ရီယယ်မက်ဒရစ်ကွန်းလဲလူဟောင်းအလွန်ဆိုဟာဘာနီဘူးမှာအန်ဆာလော့တီရဲ့နေရာကိုဆက်ခံဖို့အတွက်ရီယယ်မက်ဒရစ်သင်းနဲ့အသုံးနှစ်စာချုပ်ချိုးဆိုလိုက်တယ်။ချုံမြေမှုတွေခါတိမှုတွေနဲ့အန်ဆာလော့တီရဲ့ရီယယ်နီပြဘွားဒုတိယသက်တမ်းဟာမလွဲတာမရှောင်တာပဲပြီးဆုံးသွားခဲ့ပါပြီ။ဘရာဇီးလရွေးစင်တင်းကို ပြောင်းလဲကင်တွင်မဲ့အန်ဆယ်လော့တီရဲ့နေရာကိုအားလုံးမျှော်လင့်ခဲ့တဲ့အတိုင်းအလွန်ဆိုကရယူခဲ့တယ်။အတင်းရဲ့အောင်မြင်ဆုံးနည်းပြနေရာမှာတက်သစ္စာလူငယ်နည်းပြနဲ့အစားထိုးခဲ့တဲ့ရီယယ်မက်ထရီရဲ့ခက်တခဲအရွှေကစိတ်လှုပ်ရှားစရာနဲ့ပြင်နေပါတယ်။လီဗာကူဆင်တင်းဟာသူတို့ရဲ့အတင်းသမိုင်းမှာဗိုဒါလီကာချန်ပီယံဆုနဲ့ဂျာမန်ဖလားကိုတရားသည့်အတွင်းမှာရှုံးပွေးမှုရှိစံချိန်နဲ့ရယူပေးနိုင်ခဲ့တဲ့အလွန်ဆိုကို Gentleman Agreement နဲ့ Real Madrid စီလက်လွတ်ခဲ့တာပါ။ လီဗာကူဇင်းဟာအလွန်ဆိုရဲ့ရှိရေးကိုမပိတ်ပင်ခဲ့သလိုအလွန်ဆိုကလည်းနောက်တစ်ဆင့်ကိုတက်လှမ်းဖို့အတွက်ထန်ခုံပူတဲ့ရီယယ်မက်ထရီနီပြရာတို့ကိုလက်ခံခဲ့လိုက်တာပါအဝတ်လဲခံပြဿနာဝင်တွင်ရီယယ်မက်ထရီရဲ့စီးမြောက်မှုပျောက်ဆုံးသွားတယ်အဝတ်လဲခံထဲမှာပုံကမှုတွေအကွေးပြဲတွေစတင်လာတယ်အဓိကကစားသမားတွေကအန်ဇယ်လော့တရဲ့စကားကိုနားမထောင်တော့ဘူးချုပ်ကစားသမားတွေကအချင်းကပ်ရခက်လာတယ်အတင်းတွင်းမှာဘာပေနဲ့ဗီနီရှက်တို့ရဲ့ပြိုင်ဆိုင်မှုကကြီးထွားလာတယ် ။ဘာပီနဲ့ဗီနီရှားနှစ်ယောက်စလုံးကအသင်းရဲ့မျက်နှာဖုံးဖြစ်ကျင်ကြတယ်။ဘာပီကအသင်းရဲ့အဓိကခြေဖုံးဖြစ်ကျင်တယ်။ဗီနီရှားကအသင်းမှာအလားအများအဆုံးစားသမားဖြစ်ကျင်တယ်။ဒါကငင်ရတဲ့တိုက်ပွဲမဟုတ်ပေမဲ့ကွင်းအတွင်းမှာတော့စကားပြောတယ်။တကယ်ရေးကြီးတဲ့ပွဲတွေမှာဘာပီနဲ့ဗီနီရှားတို့တယောက်ကိုတယောက်မကြည့်ကြတော့ဘူး။သူတို့ကြတင်းမှမှုတွေမြင်တာလာပြီးအတင်းဖို့တွေကပါနေရကြက်လာတယ်။အန်ဆန်လော့ဒီကကစားသမားတွေရဲ့အတ္တပိုင်းနဲ့ပတ်သက်လို့ခိုင်းတွေ့ရမှာဆရာတစုအဖြစ်နာမည်ကြီးခဲ့ပြီးမြဲ လက်ရှိရီယယ်မက်ထရီယဝယ်လဲခန်းဟာသူနီးပြပွားတခြားကင်တွေးရအခက်ဆုံးဝယ်လဲခန်းလို့ယဉ်နှီးသူတွေကိုဝန်ခံခဲ့တယ်။အချို့ပွေးချို့ပွေးပြီးတရင်စာရှင်းလင်းပွေးတွေကအကြောင်းပြချက်မရှိဘဲခပ်ပြက်ပြက်နဲ့ပြီးသွားတယ်။အန်ဆယ်လော့ဒီကသူ့အနေနဲ့ကလပ်အသင်းရဲ့ထောက်ခံအားပေးမှုကိုရခဲ့တဲ့ပေမဲ့မရခဲ့ဘူးလို့ယူဆတယ်။ ဇန်နဝါရီလတုန်းကတန်ရာပြဿနာများနေတဲ့နောက်တန်းအတွက်ဝလ်ကာကိုခေါ်ယူပေးဖို့တောင်းဆိုခဲ့ပေမယ့်အသင်းဘက်ကပြေကျခဲ့လို့အန်ဆယ်လော့တီဒေါသထွက်ခဲ့ရတယ်။ဒါပေမဲ့အန်ဆယ်လော့တီကတော့အသင်းပေါ်လိစားမှုရှိခဲ့တယ်။အဲ့ဒီပေါ်လွင်စေတဲ့အန်ဆယ်လော့တီရဲ့စကားကအသင်းကမလိုအပ်တော့တဲ့အချိန်ထိရီယယ်မက်ထရစ်မှာကျွန်တော်ရှိနေမှာပါဆိုတာပါပဲ။အဲ့ဒီစကားဟာရီယယ်ပရိသတ်တွေအတွက်အန်ဆယ်လော့တီရဲ့တစ္ဆာတရားဖြစ်ခဲ့ပေမယ့်ပြီးတဲ့အတွက်တော့ဖိအားဖြစ်ခဲ့တယ်။အခုတော့အန်ဆယ်လော့တီဘရာဇီးကိုထွက်သွားခဲ့ပြီဖြစ်ပြီး Real Madrid ကတော့အလွန်ဆိုနဲ့ခေတ်ခေတ်ကိုအစပြုဖို့အသင်ဖြစ်နေပါပြီ။